Hello အားလုံးမင်္ဂလာပါကြံကြံလဲနီးလိုက်ပြီဆိုတော့မုံလုံးကြီးပေါ့လေစားကျင်လာတာနဲ့လှုပ်ရှားပြလို့လုံနီးဗီဒီယိုလေးကိုလာမျှဝေရပဲဖြစ်ပါတယ်တကြံဆိုတာနဲ့ရိုးရမပြတ်မုံလုံးရီပေါ်လေးကိုပဲပြင်းပြင်းကြပြီးတော့အခုထိမုံလုံးရီပေါ်ကိုအချိုးစားမှန်မှန်ကန်ကန်နဲ့မလုတ်သက်သေးတဲ့ညီမလေးတွေတော့လာပြီးတော့မျှဝေရပဲဖြစ်ပါတယ် မောင်လို့ရေးပေါ်ကတော့လောက်ရတာအရန်လွယ်တယ်လို့ထင်ရပေမဲ့မဟုတ်ရဲ့အချိုးအစားကိုမမကန်ကန်အထဲမှသာမောင်လို့ရေးပေါ်ကစားကောင်းတာဖြစ်ပါရဲ့။ကဲဒါဆိုရင်တော့ဆုနဲ့တူတူဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပြီးနော်။ကောင်းငင်မုံကိုစံချိန်ခွက်နဲ့လေးခွက်ထည့်ပါမယ်။စံချိန်ခွက်လေးခွက်ကနှုတ်စီဘူးနှစ်ဘူးနဲ့ညီမျှပါရဲ့။သူတို့ကောင်းငင်မုံလေးခွက်ကိုစံမုံတစ်ခွက်ထည့်ရမှာပါ။အဲလေးအချိုးတစ်ပေါ့နော်။ စံမုံးထဲမှာပဲသူတို့မုံလုံးကြီးပေါ်ကြီးကပြပြကြီးမဖြစ်နေပဲပေါ့ဗောနော်စားရတာအဆင်ပြေမှာဖြစ်ပါတယ်သူတို့မုံလုံးကြီးပေါ်ကိုပြပြလေးပဲကြိုက်တယ်ဆိုရင်စံမုံးကိုဒီထက်ပို့ပြီးတော့ short ထည့်လို့ရပါတယ်ပြီးရင်တော့သူတို့သူ့တဲကိုအရသာလေးလေးလေးပြင်ပြင်ဖြစ်ဖို့ရအတွက်စားလေးနဲ့ငင်ထည့်ပါမယ်ပြီးရင်တော့ရေကိုလိုတလောက်ပဲအနှင်းငယ်စီထည့်ပြီးတော့မှဒီမုတ်သားလေးကိုညက်သွားတဲ့အထိနေလာပြရမှာပါ ဂျီကိုတော့အတိုင်းတိုင်းနဲ့တတိချာချာကြီးအများကြီးထည့်စရာမလိုဘူးပေါ့နော်သူ့ကိုနည်းနည်းစီထည့်လိုက်နယ်လိုက်နဲ့ပဲမုတ်သားလေးညံ့ညံ့လေးဖြစ်သွားတဲ့အထိကိုနယ်ထားပေးရမှာပါကြီးအရမ်းများသွားရင်လည်းမုံလုံးကြီးပေါ်ကပြေးပြေးကြီးဖြစ်သွားတတ်တာမလို့ရေကိုအနှဲငယ်စီထည့်လိုက်နေလိုက်နဲ့ပဲလှုပ်ထားပေးရမှာပါသူတို့နေရင်နေရင်နဲ့မှဒီမုတ်သားလေးကလက်မလည်းမကတ်တော့ဘူးပကံမလည်းမကတ်တော့ဘူးဆိုရင်တော့ဒီမုတ်နေတာလေးကရသွားပြီပေါ့နော်သူတို့အခုလိုမျိုးနေထားလေးပေါ့နော်လုံးဝချောချောညံ့ညံ့လေးဖြစ်သွားတဲ့အထိကိုနေထားပေးမှာပါ ပြီးရင်တော့သူ့ကိုသူတို့နိုင်ဝဲတနားီလောက်နှက်ထားပေးရပါမယ်။နှက်ထားမှသာမုန်သားလေးရပို့ပြီးတော့နူးနူးညံ့ညံ့လေးနဲ့စားလို့ကောင်းတာဖြစ်ပါရဲ့။ကဲဆိုကတော့45မိနစ်လောက်နှက်ထားပေးလိုက်ပါရဲ့။ထညက်လေးတွေကိုတော့အခုလိုမျိုးအတုံးကြီးကြီးလေးတွေတုံးထားပေးပါတယ်ထညက်ကိုတည်တည်လေးပဲတုံးထားမယ်ဆိုရင်အပူနဲ့ထိတဲ့အခါဒီထညက်တွေကပျော်သွားတတ်တယ်ပေါ့နော် ကဲဆူရမုတ်လေးတွေလည်းနှက်ထားတာ45မိနစ်လောက်ရှိပြီဆိုရင်တော့အရင်ဆုံးစပြီးတော့လုံးပေးပါမယ်။အလုံးကိုအကြီးကြီးလည်းမဟုတ်ဘူးအရန်တိတိလေးလည်းမဟုတ်ဘူးပေါ့နော်။သူ့တွေကိုထညက်လေးထည့်ပြီးတော့မှဘေးသားထူထူလေးထားပြီးတော့မှတိတိရှာရှာလေးလုံးထားပေးပါရစေ။ဆူရပါမယ်ဆိုလို့ရှိရင်ထညက်ရည်တွေကပေါက်ကြတာမျိုးဖြစ်တတ်တယ်ပေါ့နော်။အရန်ထူလို့ရှိရင်လည်းမုံလုံးကြီးဘော်ကအရသာမရှိတော့တာမျိုးဖြစ်တတ်တယ်။ဆိုတော့မုံလုံးကြီးဘော်ကိုအနေတော်လေးတွေပဲလုံးပေးပါမယ်။မုံလုံးကြီးဘော်လေးတွေအားလုံးကိုပုံစံတူလေးတွေပဲဆူရလုံးထားပေးလိုက်ပါရစေ။ ။နှောလို့ရေးပေါ်ကလောက်ရတာလွယ်တယ်ဆိုပေမဲ့လည်းသူကတလုံးချင်းစီ လုံပေးရတာမလို့လက်ဝင်နေတယ်မှာတော့ပါတယ်။ကဲဆူမုံလို့ပေါ်လေးလုံထားနေတော့မှတစ်ဖက်ကနေလည်းရင်းနှွေးပွက်ပွက်ဆူတာလေးကိုတဲထားပေးပါရယ်ရင်းနှွေးလေးတွေပူလာပြီးပွက်ပွက်ဆူလာပြီးဆိုရင်တော့သူ့ရဲကိုမုံလုံးရေပေါ်လေးတလုံးချင်းစီထည့်ပေးပါရယ်တလုံးချင်းစီထည့်ရတာကကြတော့ဆူအများကြီးပြုံပြီးထည့်လိုက်မယ်ဆိုရင်အထဲမှာမုတ်တွေကတလုံးနဲ့တလုံးထိကပ်ပြီးတော့အပြုံလိုက်ကြီးဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့တလုံးချင်းစီထည့်ပြီးတော့သူ့ကိုပြုတ်ထားပေးရပါရယ် ။စူရောမောင်းလောင်းရေးပေါ်လေးတွေကြက်သွားပြီဆိုရင်တော့မောင်းအလုံးလေးတွေကရေပေါ်ပေါ်လာတာပဲဖြစ်ပါရဲ့။ဒါကြောင့်မလို့မောင်းလောင်းရေးပေါ်လို့လည်းခေါ်တာပဲဖြစ်ပါရဲ့။ရှိပေါ်ပေါ်လာတဲ့မုံလုံးရေပေါ်လေးတွေကိုချက်ချင်းမဆယ်လိုက်သေးဘဲနဲ့နောက်ထပ်10မိနစ်5မိနစ်လောက်ထပ်ပြီးတော့ပြုတ်ထားပေးပါရစေ။ ဒါမှပဲမုံလုံးရေပေါ်လေးတွေကအထဲတစ်ထည်ကိုတိတိကျကျလေးကြက်မှဖြစ်ပါရဲ့။မုံလုံးရေပေါ်လုတဲ့အခါမှာကောင်းချင်းမုံကြီးပဲတုံးသွားမယ်ဆိုလို့ရှိရင်တော့ဒီမုံလုံးရေပေါ်ကပြပြော့လေးဖြစ်နေမှာပေါ့နော်။သူကကြတော့အရန်ပြပြော့ကြီးလည်းမဟုတ်ဘူးကြီးလို့လည်းလှအောင်လို့နည်းနည်းမမလေးဖြစ်သွားအောင်ဆန်မုံလေးတစ်ခွက်ပါရောထည့်ပေးတာပါပါ။ဒီအချိုးစားလေးကတော့လုံးဝလုတဲ့အခါမှာအစားလို့ကောင်းဆုံးအချိုးစားလေးပေါ့နော်။ကဲဆုလို့တိတိကျလေးပြုတ်ထားပြီးပြီဆိုရင်တော့ပေါ်လာတဲ့မုံလုံးရေပေါ်လေးတွေကိုဆယ်ပြီးတော့မှရေအေးလေးထဲမှာစိန်ထားပေးပါမယ်။ မလုံးရေပေါ်လေးတွေအေးသွားတဲ့အထိကိုရေထဲမှာစိမ်ထားပေးပါမယ်။ဒါမှပဲစူရိုတစ်ခုနဲ့တစ်ခုအရန်ကက်ကက်စီစီမဖြစ်နေပါဘောနော်။ရေအေးလေးနဲ့လုံးဝအေးသွားအောင်စီးတဲ့အခါကျတော့တစ်လုံးချင်းစီလေးဖြစ်ပြီးတော့ကြီးတဲ့အခါမှာလည်းလှပါရဲ။ကဲစူရိုရေလေးနဲ့အေးအောင်စီးပြီးပြီဆိုရင်တော့ပကံထဲမှာထည့်ပြီးတော့မှအပေါ်ကနေအုံသီးလေးဖြူလိုက်မယ်။အုံသီးကိုလုံးဝမှုံမှုံလေးချစ်ပြီးတော့မှကတ်ပြီးတော့စားရင်တော့ပို့ပြီးတော့အရသာရှိပါရဲ့။ကဲစူရိုအုံသီးလေးလည်းဖြူပြီးပြီဆိုရင်တော့မလုံးရေပေါ်လေးကပြီးတော့ပါပြီ။ဒီအချိုးစားတိုင်းလေးပဲလဲလှုပ်စားကြည့်ပါ။အရန်လဲလွယ်ပြီးတော့အချိန်က လည်းခဏလေးပဲပေးရတယ်။မုံလေးကစားလိုက်တဲ့အခါမှာလည်းမာနေရမျိုးလည်းမဟုတ်ဘူးပြော့ပြဲနေရမျိုးလည်းမဟုတ်ဘဲနဲ့အဲစားလို့ကောင်းတဲ့အချိုးစားလေးကိုရရပေါ့နော်။ကဲဒါဆိုရင်တော့ဆူရမုံလုံးလေးပေါ်လုံနီလေးကပြီးတော့ပါပြီ။ဒီလိုဒီဗီဒီယိုမှာအမားတစုံတရာရှိရဆိုရင်လည်းဆူကိုကွန်မန့်ကနေပြီးတော့ပြပြပေးလို့ဝေဖန်ပေးလို့ရပါတယ်နော်။ ။နောက်ထပ်လည်းလွယ်ကူရွေးရှင်းတဲ့မုန်းလုံးနီးဟင်းချက်နီးလေးတွေကိုစလိုက်တင်ပြနေမှာဖြစ်လို့ဆူရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးတော့အပိတ်ခဲ့ပါအောင်ရှင်။ဗီဒီယိုတိတိတင်နိုင်သေးရဖို့အတွက်ဘီနာကခေါင်းလောင်းလေးလည်းနှိပ်ခတ်ဖို့မမေ့နဲ့ဦးနော်။ဆူရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တဝတရားရှင်ဒီတိုင်းကိုတူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်။